ားလုံးမင်္ဂလာပါဒီနေ့တရေတင်မဲ့တင်ခဲ့တာကတော့အခန်း3နေကျင်ခန်း3တသမနှစ်ကနမတ်ကျန်တဲ့656ခုနဲ့ဖြစ်ပါတယ်နမတ်လေးမှာကျတော့48 minus 15ရရှိရင်18 minus 17နည်းနဲ့မီဒီယာခရကိန်းတန်းကိုပေါင်းခဲ့ရနိုင်တယ်နော်ဒီမှာ48 minus 15ရဖို့အတွက်18 minus 17မှာမီဒီယာကိန်းတန်းပေါင်းခဲ့ရနိုင်ပြီဆိုပေါင်းခဲ့ရမဲ့ကိန်းတန်းကိုလိုချင်ချေတော့ဘာလို့ကြောက်မှာလဲဆိုရင်အဲ့ဒီ ကိုပေါင်းထက်မဲ့ဂိင်းငနဲနဲ့ရတယ်ရောငိုရှိတဲ့ဂိင်းငနဲ့ကိုဘာလို့ပြရမှာလဲနှုတ်ပြရမှာပါ။အဲဒီရှဲလိုချင်တာက48 minus 15လိုချင်တာ။ခုမှရှိတာက10 minus 70ဆိုတော့ဘလောက်ပေါင်းထက်ရမလဲသိချင်အဲ့နှစ်ခုကိုချိုးနှုတ်ပြရမှာနည်း။အဲဒီပေါင်းထက်ရမဲ့ဂိင်းနဲ့ကိုလိုလိုချင်လို့ရှိရင်58 minus 48 minus 15နဲ့က108 minus 70ကိုချိုးနှုတ်ပြရမှာပါ။ဒါတို့ရှိရင်ကျတို့နော်ဂွင်းဖြီပဲဂွင်းဖြီရတာမှာနော်ရှင်းသာအရှိရဂွင်းရတာတရားမဲ့ပြင်ရင်မယ် ောက်ကခင်းပါဆိုလို့ရှိရင်ရှင်တို့နော်ဟိုခင်းရရှိမှာမိုင်းနဲ့အနှုတ်ဖြစ်တဲ့တွေရရှိတို့ဒီနေ့ကလက္ခဏာတွေကြောင်းပြရမယ်အဲဒီ plus sign က minus sign ပြီးတော့ minus sign က plus sign ဖြစ်တာပါဟုတ်ပြီနော်ဒါဆိုရှင်ရှင်တို့2ရ2ရရှိတဲ့ခါမှာနော်48နဲ့10နဲ့ကို minus 10နဲ့ကိုစုမယ် minus 15နဲ့ plus 17နဲ့ကိုစုမယ်ဒီခါမှာ48ထဲက minus 10ကိုနှုတ်တဲ့ခါမှာဒီလိုလိုက်ရတယ်ဆိုရင်48ရတယ် မိုင်းမနက်15 plus 17နဲ့ဆိုတော့ plus 2ရတယ်ပေါ့နော်ဒါဆိုရင်အဖြေက4 plus 2ဒါဆိုရင်78 minus 15ရရှိဖို့အတွက် tan 8 minus 17မှာ4 plus 2ကိုရှင်းပေါင်းထည့်ပြရမှာပါအဲ့ဒါ tan minus 17မှာ4 plus 2ကိုပေါင်းထည့်လိုက်လို့ရှိရင်ဒီလိုပြန်ပေါင်းကြည့်လို့ရှိရင်ပေါ့နော်ရှင်းတော့ကိုလိုချင်တဲ့48 minus 15ပြန်ရရှိမှာဖြစ်ပါတယ်အဲ့ဒါနံပါတ်5ပါနံပါတ်5မှာကျတော့ a square plus 7a plus 5ရရှိရတယ် HA2+3A- မှာတဲ့မီဒီယာခရာကိန်းနဲ့ကိုပေါက်ထည့်ရမယ်လေ။ဒီလိုအတိုင်းပဲကျွန်တော်မလုပ်ပြရမယ်လေ။နှုတ်ပြရမှာပါ။နော်။အဲဒီကျွန်တော်ပေါက်ထည့်ရမယ်ကိန်းလို့ရှိရင်နော် A2+7A+5 မှာ5ထည့်ရနိုင်ပြီတော့နော် HA2+3A- မှာတဲ့ဝန်ကိုနှုတ်ပြရမှာပါ။အဲဒါဆိုရှင်ခုနအတိုင်းပဲဝင်းဖြီမယ်ဖြီးတဲ့အခါမှာရှေးရခွင့်ကတော့ဒီတိုင်းထားပြီးတော့နောက်ကခွင့်မရရှိမှာအနှုတ်ရှိနေတဲ့အတွက် ်ဝင်နေရလက္ခဏာတွေကြောင်းပြမယ် plus ha square က minus ha square ဖြစ်ပြီးတော့ plus 3ရေက minus 3ဖြစ်ပါတယ် minus 1ကတော့ plus 1ဖြစ်ပါတော့เนาะရှေ့ကခွင့်ရတော့ဒီတိုင်းပဲသူရဲ့မူလရှိရဲ့လက္ခဏာအတိုင်းပဲပြင်ထည့်ရပါတယ်တော့ကတော့နောက်ကခွင့်ရကြတော့သူရဲ့ရှိမှာအနှုတ်ဖြစ်တဲ့အတွက်တော့ခင်ခွင့်ကိုပဲရှိလို့ပြောင်းပြရမှာဖြစ်ပါတယ်เนาะဒီတဲ့ခါမှာဒီလို 2y စုရပါမယ်เนาะ a square နဲ့ -8a square နဲ့ညီတယ် ူတယ်ပေါ့နော်7 a နဲ့ minus 3 a နဲ့တူတယ် plus 5နဲ့ plus 1နဲ့တူတယ်ဒါပြီး a square minus h a square ဆိုတော့ညိုလက္ခဏာမျိုးကနှုတ်ပြရပါမယ် a square ရှိမှမျက်ပေါ်ကင်းက1တိရှိရပေါ့နော်ဒါကြောင့်မိုးရှင်လေးကတိကုန်တော့ခုနစ်ကျင်နေပါ7 a square အနုကများအတွက် minus 7 a square ရပါတယ်7 a ရတဲ့3ရလို့တော့ plus 4ရရပါတယ်နော် plus 5နဲ့ plus 1နဲ့တော့ plus 4ရရပေါ့ဒါဆိုရင်မှအပြေက minus 7 a square plus เนาะ7 a เนี่ย3 a เนาะ4 a ได้เอ่อ +5 เนี่ย +1 เนี่ยคือว่า +4 ได้เนาะอเกก็ -7 a 2 4 a ได้อันนี้หมายเลข6ป่ะหมายเลข6ก็ 50a 50h a 2 2เนี่ย3 a ก็4 a 2 a ป้องแล้วมาเลยไอ้นี่นึกว่าป้องมามั้ยป้องรวมมายัดละได้ทีเดียวก็ -7 a 2 5 1ကိုจုံနှုတ်ပြန်มาဖြစ်ပါတယ်ဒါပြင်ပြမှာတော့ 58 minus h² plus 2နဲ့ plus 3h² plus 4 minus 2ပြီးတော့မကျွား minus minus 7h² minus 5a plus 1ဟုတ်ပြီနော်ဒါတို့ရှိရင်ရှိလို့ခြေသုံးအခွင့်နှစ်ခွင့်ရတော့ဒီိုင်းပြင်ရလို့ရတယ်ဗျာဘယ်လိုဆိုတော့ခြေသုံးအခွင့်ကဒီိုင်းပြင်ရမယ်နောက်အခွင့်ကလည်းအပေါင်းပြတဲ့ဒီိုင်းပြင်ရမယ်နောက်ဆုံးအခွင့်မှာကျတော့ဘင်းရရှိမှာအနုလက္ခဏာဖြစ်တဲ့တွေဘင်းရလက္ခဏာတွေပြောပါမယ် -7h² က +7h² ဖြစ်ပြီးတော့ -5 က +5 ဖြစ်ပါတယ် လက်ဝမ်းကတော့မိုင်းနဲ့ဝတ်ပြီးနော်ဒီကမှာကျတို့တူတဲ့ဟာလေးစုပြပါမယ်ဒီကမှာပရမတ်ဆုံးရှိမှာကျတို့နှစ်ထပ်တွေရင်းဆုံးစုမယ်ပေါ့နော်အဲ့ဒါနှစ်ထပ်ကမိုင်းနဲ့ h square ရှိမယ်လက်3 h square ရှိမယ်7 h square ရှိမယ်နော်နောက်ကနှစ်ထပ်ပြီးတော့တစ်ထပ်ပေါ့တစ်ထပ်ကကျတော့58ရှိမယ်နောက်က plus 4 h ရှိမယ်နောက်က plus 5ရှိမယ်အင်္ဂလိပ်တွေမှာဆိုလို့ရှိရင်နော်အဲကိန်းတွေကိန်းလုံးကကျတော့ plus 2 မိုင်းနဲ့2နဲ့မိုင်းနဲ့1ဆိုပြီးအဲ့လိုမျိုးခွဲထုတ်လိုက်ပါမယ်။အဲခွဲထုတ်ပြီးရေကိုတွက်မယ်ပေါ့နော်။တွက်တဲ့အခါမှာရှင်းရနှစ်ထပ်မှာဆိုလို့ရှိရင်ရှင်တို့အပေါင်းနေရာကျတော့ 3h2 နဲ့ 7h2 ဆိုတော့ရှင်တို့ 10h2 ရတယ်။ရှင်းရမိုင်း 8h2 ကကြမြောက်ဘက်ကငွမ်းဖြစ်တဲ့အတွက်ဒီနောက်ကဟိုနော် +10h2 တွေကနေပြီးတော့ဒီ -h2 ကိုရှင်ကနှုတ်ပြရမှာပါ။အဲ့ဒါတော့ဘယ်လိုရလို့ဆိုရင် 9h2 ရတယ်ပေါ့နော်။ ။နောက်ကတစ်စီးရမှာကျတော့သူအပေါင်းကြီးပဲဆိုအကုန်လုံးပေါင်းရဲခါမှာ24ရာတဲ့24အရာပါတယ်။နောက်ဆုံးကဂိမ်းသေးဂိမ်းလုံးမှာကျတော့ plus 2နဲ့ minus 2နဲ့ကကျေွားမယ်ဆိုရင်အဖြေက minus 1ပဲကျန်ပါတယ်။ဒါမှမဟုတ်အဖြေက 9h2 plus 24h minus 1ရတယ်နော်။ခြေဆုံးကဂိမ်းမှာကျတော့ခြေဆုံးကဂိမ်းကိုကြာလေးကြည့်မယ်ဆိုရင် minus က 1h2 ပဲရှိတယ်။အပေါင်းကကျတော့ 3x2 နဲ့ 7x2 ဆိုတော့အဲ့ဒီအပေါင်းချင်းချင်းပေါင်းတဲ့အခါမှာ 10x2 ရတယ်။ အဲ့ giant square မှာရှေ့ကနေ minus 1 8 square ပေါ့နော်အဲ့ဒါကိုနှုတ်လဲရှင်9 8 square ရတယ်အပေါင်းကများရတယ်နော်အပေါင်း plus 9 8 square ပဲရပါတယ်အခုဖြစ်ရ9 square plus 24 8 minus 1ရတယ်ပေါ့နော်နောက်ွားချင်းတို့နံပါတ်9ပါနံပါတ်9မှာ11 8 square plus 5 minus 1မှာတဲ့5 minus 3 8 plus 6 8 square ကိုနှုတ်ပြီးတော့ရရလက်ကိုရရလက်မှာတခါ5 8 square plus 8 8 minus 6ကိုပေါင်းထည့် အဲ့ဒါရှေ့ရခွင်းနှခွင်းကိုနှုတ်ပြီးတော့နောက်ကခွင်းကိုကျေနောက်ကတစ်ခုကိုပေါက်ထည့်မှာဖြစ်ပါတယ်။11 h square plus 5 minus 1နဲ့1နဲ့ကနေရော5 minus 3 h plus 6 square ကိုနှုတ်မယ်။နှုတ်လို့ရှိရင်ကျေတော့ပါတော့။နောက်က5 square plus 8 minus 6ကိုပေါက်ထည့်မှာဖြစ်ပါတယ်။ဒါဆိုရင်ကျေတော့ရှေ့သုံးခွင်းကိုဒီတိုင်းပြင်ရင်မယ်။ဒုတိယခွင်းမှာကျတော့သူ့ရဲ့ရှေ့မှာအနှုတ်ရှိရတဲ့လက္ခဏာတွေပြောင်းမယ်။ plus 5က minus 5 minus 3 h က plus 3 h plus 6 square က minus 6 square ဒါဆိုခွင့်ရကြတော့သူရဲ့ရှိမှာအပေါင်းလက္ခဏာရှိတဲ့အတွက်လက္ခဏာတွေကပြောင်းစရာမလိုသူရဲ့မူလလက္ခဏာတိုင်းရဲ့ပြင်ယူရပါတယ်။ဒါဆိုရှင်တော့ကင်းက level h square plus 5 minus 1ရတယ်။ဒုတိယခွင့်ရကြတော့ plus 5က minus 5 minus 3က plus 3 a minus 6 plus 6 square က minus 6 square ဖြစ်ပါတယ်။နောက်ဆုံးခွင့်ရကြတော့သူ့အတိုင်းပဲ plus 5 square plus 8 a minus 6ဆိုပြီးတခြားပြင်ယူမယ်။ဒီရရင်ခြေဥစုမယ်ပေါ့နော်။ ဆိုရတာမှာနှစ်ထပ်ကိန်းမျိုးစီးတဲ့အခါမှာ 11x2 6x2 5x2 ရပါတယ်။တစ်ထပ်ကိန်းနေရာကျတော့ +5a +3a နဲ့ +8a ဖြစ်ပါတယ်။ကိန်းတဲ့ကိန်းလို့မှာကျတော့ -1 -5 -6 ရပါတယ်။ဒါဆိုရင်ဒီလိုအရှင်းဆုံးကဒီမှာဆိုရင်အပေါင်းအနှုတ်ရှိပါတယ်။ 11x2 နဲ့ 5x2 နှစ်ခုပေါင်းတော့ 16x2 အဲ 16x2 ကနေပြီးတော့ -6x2 ကိုယူနှုတ်တဲ့အခါမှာ 10x2 ရပါတယ်ပေါ့နော်။နောက်တစ်ခုကကျတော့ 5အဒီရောင်ကြီးမှာကျတော့538အေးအကုန်လုံးအပေါင်းနေရဖြစ်တယ်ပေါင်းနေတဲ့အခါမှာဘယ်လိုရလဲဆိုရင်တော့638ရပါတယ်အဲနောက်ဆုံးဝင်းမှာကျတော့လဲ minus US ဖြစ်တဲ့လက္ခဏာတို့ကပေါင်းမရပါတယ်ပေါင်းတဲ့အခါမှာကျတော့အဲထွဲရတယ်ပေါ့နော်ဒါပေမဲ့အနုတ်တွေကြီးဖြစ်တဲ့အနုတ်တွဲပေါ့ဒါဆိုရင်ဖြေက 10h2 16h minus 12ရပါတယ်ပေါ့နော်အရှင်းဆုံးကဂိမ်းကိုရှင်းတဲ့အခါမှာ 10h2 ရတယ်ဆိုအပေါင်းကကျတော့ 11h 5h2 ဆိုတော့ 16h2 ပေါ့နော် ဆက်ချရတဲ့ square ကနေပေါ့ no x square ကိုနှုတ်တဲ့အခါမှာ 10x square ကျန်နေပေါ့နော်ဒုတိယကဒုတိယအလဲခွင့်ရလဲဆိုအပေါင်းတွေပဲဖြစ်တဲ့အပေါင်းနေမယ်နောက်ဆုံးခွင့်ရလဲနှုတ်တွေပဲဖြစ်တဲ့အပေါင်းနေမယ်ဒါပေမဲ့လက္ခဏာတော့နှုတ်လက္ခဏာပဲပြင်တတ်ပါတယ်ဒါကြောင့်မို့ဖြစ်တာ 10x square cta 3ရပါတယ်ဒါဆိုရင်လေ့ကျင့်ရဲ့3.2ကနံပါတ်6ခုကတော့ပြီးပါပြီအဆုံးထိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်